အားသာဝါလာရှင်ညီကောင်တော်များလုံးပဲမင်္ဂလာမနက်ခင်းပါခင်ဗျာမေလ13ရက်နေ့နောက်ဆုံးရအာဆနယ်မနက်ခင်းသတင်း၄ပုဒ်ကိုကျွန်တော်တို့ကကြည့်လိုက်ရအောင် ပထမဦးလေးတစ်ပုဒ်ကိုတော့ Maysport ကဖော်ပြထားတဲ့နွေရာသီအာဆင်နယ်ရဲ့ဘယ်ဂျန်တိုက်စစ်တောင်ပန်စီးရင်နဲ့ပတ်သက်ပြီးတော့ဖော်ပြပေးတော့မှာပါ။အာဆင်နယ်ရဲ့အာဇာတိုက်တာတဲ့အန်ဒရီပါတာကဘယ်ဗန်ချန်တိုက်စစ်တောင်ပန်အတွက်သူဈေးကွက်ထဲမှာကြည်ထားတော့နံပါတ်1ပြစ်မှတ်အဖြစ်ဘီဘာအိုရဲ့တိုက်စစ်တောင်ပန်ကစားသမားနီကိုဝီလန်ကို ပြစ်မှတ်ထားနေပါတယ်။အဲ့ဒီကစားသမားကိုဆွေးနွေးလို့အဆင်ပြေဖြစ်ခဲ့ရင်ပလန် B ကစားသမားနှစ်ဦးသတ်မှတ်ထားတယ်။အဲ့ဒါက AC Milan အသင်းက Rafael Leo ရဲ့နောက်ပြီး Dortmund အသင်းရဲ့တိုက်စစ်တောင်ပန်ကစားသမား ဂျမီကတင်ဒီကစားသမားနှစ်ဦးကိုပြစ်မှတ်ထားတယ်ဗောလေအဲ့တော့သူ့ရဲ့ပထမဆုံးဦးစားပေးဆွေးနွေးပြီးတော့အသင်းကိုခေါ်ယူခြင်းတဲ့ပလေယာကတော့နီကိုဝီလီယံအားလုံးသိတဲ့အတိုင်းပဲနီကိုဝီလီယံနဲ့ပတ်သက်ပြီးပြောင်းရွှေ့ခြင်းကပြဿနာမဟုတ်ဘူးဒါပေမဲ့လောက်ခလာစာကတနေတဘူးကစားသမားတူကိုကျွန်တော်တို့ခေါ်တဲ့အခါမှာပြောင်းရွှေ့ခြင်းဒီတစ်ချိန်ပဲပေးရတာနောက်ဆုံးအရေးကြခွင့်ပေးမယ်ဆိုလဲ၃ချိန်အများဆုံးပဲ ဒါပေမဲ့အဲ့ကစားသမားကိုလောက်ခရသာအတကုံတင်တင်တဘိုးပေးလိုက်ရင်အဲ့ကစားမဟုတ်ပိုင်းတဲ့ကလက်တင်းသည်၃နှစ်ဆိုလဲ ဲ့ဒီလောက်ခလာဆိုအပြည့်ဝပေးရတယ်9နှစ်ဆိုလည်းအပြည့်ဝပေးတယ်ဒီမှာတော့ချွင်းချက်ရှိတာပေါ့လေချန်ပီယံလိဝင်ခွင့်ယူပါလိဝင်ခွင့်ဘယ်ဥရောပမှာဝင်ခွင့်မရရင်လာစားဘလောက်ပေးရမယ်ဆိုပြီးချုပ်ဆိုလို့ရပြီမဲ့အခြေခံပေးမန်းကတော့ကစားသမားကိုလောက်ခလာဆိုအမြင်မားနဲ့ချုပ်လို့ရှိရင်သူထွက်သွားသည်ဒီတောက်လျှောက်ပေးရမှာအဲ့ဒီကကလပ်အသင်းကလောက်ခလာဆိုဘယ်အဓိကဆွေးနွေးနေတယ်စာချုပ်ဖြစ်တဲ့ကြီးကပြဿနာမရှိဘူးအဲ့တော့ကျွန်တော်တို့ဒီကစားသမား၃ဦးနဲ့ပတ်သက်ပြီးတစ်ချက်ကြည့်လိုက်ရအောင်နီကိုဝီလီယံကအသက်22နှစ်ရှိပြီဂျာမီကစ်တင်က အသက်20ပဲရှိသေးတယ်။သူကတော့အငယ်ဆုံးပဲ။ရာဖေးလီယိုကတော့25နှစ်။အဲ့တော့နီကိုဝီလျံတော့ဒီ3ထဲမှာဆိုရင်တော့အသက်22နှစ်နဲ့အလေလက်အနေထားမှာတော့ရှိရပါဘောလေ။သူကတော့2029ခုနှစ်တကူဒီတက်တန်းရှိသေးတယ်။ရာဖေးလီယိုက2028ဂျာမီကစ်တင်က2028နီကိုဝီလျံစာချုပ်ကအနည်းဆုံးနေထားပဲ။ဒါပေမဲ့2026လောက်စာချုပ်မှာပဲ လောလဲလဲရောင်းမှာ2029ဆိုတော့2026ຫນွေທີ່ဘီဘာအိုကဈေးကင်လို့ရသေးတယ်။အဲ့ဒီဈားထဲမှာလည်းတတန်းတိုးဖို့တော့သူတို့ကလှုပ်ဆောင်လို့ရသေးတယ်။ Android Bar ကတိတ်ပြီးစိတ်ရှည်တတ်တဲ့လူစားတော့မဟုတ်ဘူး။ကျွန်တော်အဲ့ဒါကိုသတိထားမိတယ်။ပထမ Plan A ကစားသမားတွေကိုဆွေးနွေးတယ်။အဆင်မပြေရင် Plan B ကစားသမားတွေကိုချက်ချင်းလိုက်ပြီးတော့တွေ့ဆုံဆွေးနွေးမှုတွေလုပ်တယ်။အခု Nico Willian ကိစ္စကိုလိုအပ်ထပ်ပို့ပြီးတော့ຫນွေဈေးကွက်မှာကြာမယ်ဆိုလို့ရှိရင်ကြံတဲ့ player နှုတ်ကပါတိုက်ရိုက်ဆွေးနွေးတော့ဖို့တော့သူကပြင်ဆင်ထားတယ်။ခေါ်ခေါ်မှာ အခုဆို injury နဲ့ပတ်သက်ပြီး trosset သတင်းတွေကြားတယ် martinelli နဲ့ပတ်သက်ပြီးလာမယ့်ရာသီမှာ martinelli ခြေစွမ်းဘယ်လောက်တက်မလဲမတက်လဲမကျိန်းသေးသေးတဲ့အချိန်မှာကျွန်တော်တို့ဟာကနေဟင်ကနေမဖြစ်ဖို့အတွက်တကယ့်ကို quality မြင့်ဘယ်တောင်မှဝင်ကကစားမတူဦးလိုအပ်တယ်အဲ့တော့ဒီကစားမ၃ဦးတည်းမှာဆိုရင်တော့ဒီရာသီဆွမ်းဆောင်ရီတစ်ချက်ပြောလိုက်အောင်နီကိုဝီနေကတော့44ဝက်ကစားပြီးပြီ79သွင်း ခုနှစ်ဂိုးဖိုင်ထားတဲ့စပိန်လာလီဂါပါပေါ့လေရာဖေးလီယိုကတော့အီတလီစီဒီအ48ပွဲကစားထားတဲ့ပြိုင်ပွဲစုံပါပေါ့12ဂိုးသွင်းပြီးတော့17လုံးဖိုင်ထားတဲ့အဝါကတ်9ကတ်ဂျာမီကစ်တင်ကတော့ဒါဂျမန်ပွန်ဒလီဂါကလပ်ဒေါ်မွန်အသင်းစီမှာဒီယာတီပြိုင်ပွဲစုံ48ပွဲကစားထားတဲ့17ဂိုးသွင်းပြီးတော့3လုံးဖိုင်ထားတဲ့ ူရက်နဲ့သူ့ဆက်ကတော့ခြေစွမ်းနေမစိုးကြဘူးဒီသုံးဦးထဲမှာကျွန်တော်လူချင်းဆုံးကတော့နီကိုဝီလီယံဒါပေမဲ့ United နဲ့ပွဲစဉ်မှာသူ့ခြေစွမ်းကြည့်တဲ့အခါမှာတော့သူတို့တိုက်စစ်ကနည်းနည်းလေးဝါစီးပြည်သူလိုတော့ဖြစ်နေတယ်တူးချင်း individual ကတော့မစိုးဒီထဲမှာတော့ Rafael Leo ကအသက်ကြီးရဆိုပေမဲ့ AC Milan မှာသူပြနေခဲ့တဲ့တကယ့်ကိုမှ down tin mountain တိုးအပ်တဲ့ကစားဟောင်းလို့ကျွန်တော်သဘောကျတယ် Jamie Gittin လည်းဒေါ်မွန်မှာတော့ကစားရမစိုးဘူးအဲ့တော့ဒီသုံးဦးထက်ကဘယ်သူပဲရောက်အသင်းရဲ့ဘဲဘဲချမ်းက ထရော့ဆက်တို့မာတင်နေယူထက်ဆိုင်တော့အပ်ဂရိတ်ဖြစ်သွားမယ်ကျွန်တော်ထင်တယ်ဒီကစားမတွေခေါ်လိုက်လို့အာဆီနီကလည်းမာတင်နေယူတို့ထရော့ဆက်တို့ကိုချက်ချင်းရောင်းမယ်မထင်ဘူးအရန်ကိုမှစကွတ်တက်ပြစ်ထားမှလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဒီမှာပဲထရူးဂျာတရိုက်ဆိုင်ပဲဂေါ်ရုံနဲ့ပတ်သက်ပြီးတည်နေတော့ကျွန်တော်မကြားမိသေးပါဘူးဒုတိယမြောက်သတင်းတစ်ပုဒ်ကတော့ BBC ကဖော်ပြထားပါဗောလေဒါကတော့အာဆင်နယ်တဲ့အင်ဂျူရီအခြေအနေတွေမနေ့ကညနေခင်းသတင်းလုတ်တဲ့အချိန်မှာ Declan Rice ရဲ့အင်ဂျူရီနဲ့ပတ်သက်ပြီးအာရီတာရဲ့ပြောစကားတွေအရဆိုရင်တော့ဒီကစားသမားကဒီအနာပေးလိုက်တာ အင်ဂျူရီအရင်မဆိုးဆိုပါလေဒါပေမဲ့အခုနောက်ဆုံးကြားထားတဲ့ BBC ရဲ့ဖော်ပြတဲ့အရာဆိုရင်တော့တကောက်ကျော်ကကြွက်သားမှာဒဏ်ရာနည်းနည်းလေးရသွားခဲ့တာဖြစ်တဲ့အတွက်ပိုပြီးဆိုးမသွားအောင်ကစားသမားကိုအနာပေးခဲ့ကြသည်ရတကောက်ကျော်ဒဏ်ရာတော့မဟုတ်ဘူးဒါပေမဲ့ဖြစ်ခါနီးလောက်အထိဖြစ်သွားတာဖြစ်တဲ့အတွက်ကစားသမားကိုအာဆင်နေသည်လက်ကျန်ပရီးမီးယားလိနှစ်ပွဲမှာတော့သုံးဖို့အတွက်ဆရာဝန်ရဲ့ recommend ရရမှာအသုံးပြုမယ်လို့ကြားသိရတယ်ဆိုလိုချင်တာကဗျ Rice Cat ဒဏ်ရာကအရင်မပြင်းထန်ဘူး ဒါပေမဲ့အလောတကြီးသုံးလိုက်ရင်လာမယ့်ရာသီအတွက်ပါစိုးကျိုးတွေဖြစ်မှာဆိုတဲ့အတွက်ဒီတန်ရာကိုဆက်လက်အသုံးမပြုတော့ဘဲနဲ့အနာပေးထားခဲ့ရပါလေအဲ့ဒါဒီဟာနဲ့ပဲတပြိုင်တည်းထဲပဲ trouser ကလည်းဒါမနေ့ကလပဘူးအသည်းနဲ့ပွဲစီမှာဆိုရင်တခေါကျော်တရံရသွားတဲ့ကြာတိရဒါပေမဲ့သူရဲ့တခေါကျော်တရံကလည်းအရင်ဆိုးရင်ရတဲ့အနေထားတော့မဟုတ်ဒီကစားမနှစ်ဦးစလုံးကတခေါကျော်တရံလို့ နာမည်တက်ပေမဲ့ကျွန်တော်ပထမသိတဲ့ဒီ grade 1 2ဆိုတဲ့အဆင့်လောက်မှာပဲရှေ့ဆိုပြီးတချို့ report တွေကတော့ဖော်ပြထားတယ်။သိပြီမပြင်းထန်ဘူးလဲမျောလင်းနေ။တခုကန်ကောင်းတာကအာဆင်နယ်ပေါ့လေ။ကစားသမားတွေ injury ဖြစ်သွားတဲ့ချိန်မှာအသင်းကနှစ်ပွဲပဲကန်မှုကျန်တော့တာ။အဲ့နှစ်ပွဲမှာတေးတမတ်ရတာနဲ့အာဆင်နယ်ဒီ Champions League ဝင်ရပြီ။ကျွန်တော်အဆင့်နှစ်တွေအဆင့်သုံးတွေမတ်မနေတော့ Champions League ဝင်ရရင်တော်ပြီ။ဘာလို့လဲဆိုတော့ ကျွန်တော်တို့အခုစီးဖိုင်နယ်တွေဝင်လာတဲ့အင်ကန်တွေလည်းအများကြီးရဖြစ်တဲ့အတွက်ချန်ပီယံလိဝင်ရပြီဆိုဝင်ရောက်ရှင်ပိုင်ခွင့်ရတဲ့လာမယ့်ຫນွေစည်းကွက်မှာငွေလဲပို့ပြီးသုံးနိုင်တော့မှာပေါ့လေအဲ့တော့နီယူကာဆင်နယ်ပုံမှန်ဖြစ်ဖြစ်ဆောက်တာနယ်နယ်ပုံမှန်ဖြစ်ဖြစ်အသင်းကတရေတမတ်ဖြစ်ဖြစ်နိုင်ပွဲတစ်ပွဲရတာနဲ့ကျွန်တော်ချန်ပီယံလိဝင်ရပြီဖြစ်ပါတယ်အဲ့တော့ဒီယာတီမှာဒီကရမ်ရိုက်အနေနဲ့ခြေချောင်းကျိုးဒဏ်ရာကြောင့်16ရက်နားခဲ့ရတယ် ဲ့ဒီရှိမှာဒဏ်ရာတစ်ခါမရဘူး2018 2019ကိုဘောလုံးရတီက14ရက်နားတာလွင်ကြံတဲ့အချိန်မှာတော်တော်လေးကို strong ဖြစ်တဲ့ player အာဒီဒါလည်းသုံးလုံးကောင်းကောင်းနဲ့ဆွတ်သုံးတာဒီကန်ရိုက်တို့ throw set တို့ဆိုတာဒီရတီမှာပွဲကြီးအများကြီးဆော့ခဲ့ရ rice ဆိုတော်တော်လေးပြိုင်းနေဝါဆန်ကလာခဲ့တဲ့ rice ကရုံနဲ့ ison နဲ့အသင်းဒီပြမီခေအာဒီဒါအတကုံသုံးထားတဲ့ရုပ်ကိုရှင်ကြည့်ပါတော်တော်လေးကိုသူပြိုင်းနေခဲ့တာအဲ့တော့အာဒီဒါက သူ့ရဲ့ကစားပုံနဲ့အနေငယ်တော့ပြောင်းလဲဖို့လိုတယ်။အာဆင်နယ်ရဲ့ကစားပုံဒီပလီယာတယောက်ချင်းစီလုံးဝခိုကက်လို့မရအောင် structure ကတိဆောက်ထားတာ။အဲ့ဒါဒီပေးသက်တဲ့အနေနဲ့ဆိုလို့ရှိရင်တော့ကိုအသင်းကိုနိုင်ဖို့အတွက်ဆိုတကယ်ကြည်ကောင်းတယ်ပြောလို့ရပြီမြေကစားသမားတွေကြာလာတဲ့အခါစိတ်ယူတယ်မှမဟုတ်တာ။ဖြစ်ပြီးဟေးဆိုလဲတကောက်ကျော်တိုင်ရ။အဲ့ဒါကဘာလို့လဲဆိုတော့လိုရာထက်ပိုပြီး wall လောက်တအားသုံးခဲ့ရတာဖြစ်တဲ့အတွက်အဲ့ဆိုတော့အာဆင်နယ်အသင်းနီးပြတ်ပြီးခေအိုက်တာတွေနဲ့လာမိတ်ယာတီမှာကစားသမားတွေကိုအလှည့်ကျသုံးတာမျိုးပဲဖြစ်ဖြစ်အဓိကကစားသမားတွေသုံးမဲ့ဆိုလဲ ဒါကစားသမားတွေတက်တောင့်တတရှိမဲ့ဒဏ်ရာရလွယ်တာမျိုးမဖြစ်အောင်ကန်တီပြေးသုံးသိရင်သုံးဒါမှမဟုတ် position ကိုဆွဲလဲနေဆိုရင်လေ zone rotation ကိုအမြဲတမ်းပြေးလွှားနေတာမလုပ်ဘဲနဲ့အသုံးပြသွားဖို့လိုတယ်မဟုတ်ရင်တော့ဒီရသည် injury ရတယ်လို့လာမယ့်ရသည်မှာလေဒီကစားကူကပဲဒီလိုအဓိကကစားသမားတွေကိုတက်ရောက်သွားနိုင်တယ်ဗောလေအဲ့တော့ညီကိုတော့ဘယ်လိုထင်လဲ ေလ18ရက်နေ့နယူကာဆယ်ပွဲစဉ်မှာနောက်မေလ25ရက်နေ့ဆောက်တာရန်အသင်းနဲ့ပွဲစီရင်မှာဒီကလန်ရိုက်တို့အမိပြလာတယ်မလားစောင့်ကြည့်သွားမှာပါတတိယမြောက်သတင်းပုဒ်ကတော့ဖော်ဖော်အင်ဆိုင်ဒါကဖော်ပြထားပါဟောလေဒါကတော့ဂျက်ကူခီယွန်နဲ့ပတ်သက်ပြီးဥရောပကလပ်အသင်းတွေတော်တော်များကတော့ပြိုင်တိုင်းကြိုက်တဲ့နှင်းစီကိုင်းဖြစ်လာပြီးချင်းကပ်မှုတွေရှိလာနေပါတယ်လာမယ့်နွေရာသီမှာအီတလီစီးရီးယားကလပ်အသင်းနှစ်သင်းဖြစ်တဲ့ဂျူပင်တက်နဲ့အင်တာမီလန်တို့ကဒီကစားမောက်ကန်လန်ပိုးအတွက်စိတ်ဝင်စားနေတယ်လာမယ့်နွေရာသီမှာကန်လန်ပိုးအတွက်ပြင်ဆင်နေပြီးတော့နာပိုလီကလည်းဒီချင်းတွေကိုစောင့်ကြည့်နေ င်တယ်။အဲ့ဒီမှာပြင်သစ်သတင်းစာမာကော်တိုရဲ့ဖော်ပြထားချက်ရဆိုရင်တော့မာဆေးအသင်းကလည်းအနီးကပ်စောင့်ကြည့်နေပြီးတော့ဒီကလပ်အသင်းတွေအားလုံးကအာဆင်နယ်အသင်းစီကိုလာမယ့်နေရာဒီမှာဒီကစားမရဲ့တန်ကြီးနဲ့ပတ်သက်ပြီးမေးမြန်းစုံစမ်းပြီးခေါ်ဖို့စ조사သွားဖို့ရှိဆိုပြီးတော့ Football Insider ကဖော်ပြထားပါတယ်။အာဆင်နယ်တို့ကတော့တချို့ report တွေကပေါင်တန်း20နဲ့25တန်းကြားရလို့ရှိရင်လက်ခံမယ်ဆိုပြီးသတင်းတွေကြားရပြီးမယ်။25နှစ်ရဲ့ပိုလန်တော့အိုက်တာကစပီးထိန်တာမလား။ဇေနုတ်တရရရင်ရောင်းချသွားပြီးတော့ quality မြင့်ခန်းစစ်ကစားမတူထပ်ပြီးသွင်းမလားဆိုတာကိုတော့စ ောင့်ကြည့်သွားမှာပေါ့လေကျွန်တော်တို့ဝယ်ခဲ့တုန်းက UO 25တန်းနဲ့ဒါ CD ရဲ့ဘက်က Specia အသင်းစီကနေပြီးတော့ခေါ်ခဲ့တာအဲ့တော့ CDB အသင်းသားပါလားကျွန်တော်မှတ်မှတ်မိတော့ဘူးအဲ့တော့ဒီကစားမားကတော့လက်ရှိ Arsenal အသင်းမှာလုခရစားအနည်းဆုံးရနေတာတပတ်ကိုပေါင်9000 8000 Louis Carey နဲ့ Ethan Wan တွေတော့ခဏမေးထားလိုက် Senior level ကစားသမားတဲမှာဆိုရင်ဝယ်ထားရတွေတဲမှာဆိုသူကလောက်ခရတာအ ਨੇ ဆုံးပဲအဲ့တော့ဒီကစားမောက်ကိုရောင်းလဲဖြစ်တယ်မရောင်းမဲထားမဲ့ဆိုလဲလောက်ခရတာနည်းနည်းပဲပေးထားတာဖြစ်တဲ့အတွက် KVO အနေနဲ့အာဆင်နယ်မှာဆက်ပြီးရှိနိုင်ကြလေများရပါလေတခုတော့ရှိတယ် KVO ကိုရောင်းပြီးကျန်တဲ့နေရာကြီးဖြစ်မယ်ဆိုတဲ့ entry bar ခက်ချင်းညက်လှုပ်ရှားရင်တော့အယောင်ခံရနိုင်ကြရှိတယ်ကစားသမားတော့အခု KVO မကားရေးမရှိတဲ့နောက်ပိုင်းအသင်းရဲ့ first line နဲ့ကစားသမားဖြစ်နေတဲ့အတွက်ဒီမှာပျော်ရွှင်နေဆိုပြီးတော့သတင်းတွေကပေါ်ပြနေပါတယ် ီစီဇန်လေးကိုဒီကောက်ကွန်ကြီးပေါင်းပြီးတဲ့ရှိုးဘောလုံး online အကြောင်းလဲကျေးဇူးတင်ပါတယ်အမဆော့မယ်ဆိုတော့ Viber Phone ဘက်တူညာကို6939963လုံး20ကိုဆက်သွယ်ပြီးတော့ဝန်ဆောင်မှုအပြေဝရောက်နေပါတယ် iPad ခွေချကို Sport Internet 5လုံးမိတုကိုကစားမယ်ဆိုရင်တော့ကျွန်တော်ကိုအမြဲတမ်းပတ်မိုးပေးနေပြီးတော့ကျွန်တော်ရဲ့လက်တွေ့ထားတဲ့ရှိုးဘောလုံးမှာစိတ်ချယုံကြည်စွာကစားလို့ရပါတယ်အပြော်ပဲစောစောစီးပွားဖြစ်ဖြစ်စောစောတက်နိုင်တဲ့လောက်ဆော့ဖို့အားလုံးကိုအကြံပြုပါတယ်ကဲနောက်ဆုံးသတင်းတစ်ပုဒ်ကတော့ဒီယာတီလက်ပါဘူးအသင်းကိုအိမ်ကွင်းမှာရောအဝေးကွင်းမှာရော နှစ်ပွဲစလုံးမှာဂိုးသွင်းနိုင်ခဲ့တဲ့ player နဲ့ပတ်သက်ပြီးဖော်ပြပြီးတော့မှာပါမနေ့ကနှစ်ဝါတနီနဲ့ထိထားခဲ့တဲ့ Mikey Main လို့ပေါ့လေအဲ့ပထမကြော့မှာတော့လည်းဂိုးသွင်းနိုင်ခဲ့တယ်ဒုတိယကြော့ Premier League မှာလည်းဂိုးသွင်းနိုင်ခဲ့တယ်အဲ့လိုပဲ Arsenal တဲ့တမန်ကြောင်းတစ်ယောက်မှာ Liverpool ကိုတရားသည့်အတွင်းနှစ်ကြော့စလုံးဂိုးသွင်းနိုင်တဲ့ player စုစုပေါင်း9ယောက်ရှိတယ်အခု Mikey Main တို့ပါဝင်ဆို6ယောက်ပေါ့လေနံပါတ်1မှာရှိတော့ယွန်းဘတ်2001 2002ခုနှစ်ဘောလုံးရာသီတုန်းကကိုသွင်းခဲ့တယ် PS ကတော့2003 2004ဘောလုံးရာသီ ်ဝီလျံဂါလက်စ်ကတော့2006 2000ကွန်ဘောလုံးရာသီကနေဖြစ်ပြီးတော့ဂီယောကတော့2014 2015ဘောလုံးရာသီကမာတီနယ်လီကတော့2020 23ဘောလုံးရာသီကပါလေမနေ့ကလည်းမာတီနယ်လီဒါဂိုးသွင်းနိုင်ခဲ့တယ်ပေါ့လေဒါမာတီနယ်လီလည်းကြည့်ရတာလေပေါင်းနဲ့တွေ့တဲ့ခါကျရင်ဂိုးမြူးလေးရှိတယ်သူဘလောက်ကြီးပဲခြေစွမ်းကြနေပါသေးပါလေအဲ့တော့အာဆင်နယ်သင်းနေနဲ့နောက်ဆုံး ပရီးမီးယားလိ300ဒီဇက်တိုက်လက်ပေါဘူးကိုမရှင်းအောင်ဆော့နိုင်ခဲ့တယ်။အဲ့ဒီမှာတည်ရပွဲတွေနိုင်ပွဲပဲရှိခဲ့တယ်။တခါကြတယ်ဒီလို record လေးတွေကအသင်းတစ်သင်းအတွက်ဆိုတော့အရေးပါတယ်။ဒါပေမဲ့အရေးပါဆုံးကတော့စုဖလားပဲ။နိုင်ပွဲဇက်တိုက်ရှိတာတို့ရှုံးပွဲမရှိတာတို့ basic ကိုငါတို့ဘလောက်ကြာပြီးမရှုံးတာတို့ဆိုရင်ဆိုပေမဲ့တရားဒီကိုဖလားတစ်လုံးပုံမှန်ယူပေးနိုင်ရင်တော့ဒါကပိုပြီးကြီးမြတ်သွားပြီးပြောလို့ရတယ်။အဲ့တော့လာမယ့်ရာသီမှာတော့အာဆင်နယ်တင်း player တွေအားလုံး စုဖလားတစ်ခုခုကိုစုကူးနိုင်ဖို့အတွက်အာရီတာမှာတောင်းဝန်အပြည့်အဝရှိရလို့ပြောရင်းနဲ့ဒီစီဇန်လေးကိုညီကုန်းချုပ်လိုက်ပါတယ်အားလုံးပဲ good morning ပါအဆုံးထိကြည့်ပြတဲ့လဲကျေးဇူးတင်ပါတယ်ခင်ဗျာ